အားလုံးပဲမင်္ဂလာပါ Foyer Wagon Facebook နဲ့ TR YouTube Channel ကိုလည်းကြိုဆိုပါရစေ။ကျွန်တော်တို့ဒီကနေ့မနက်အစောပိုင်းမှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါ။အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Arsenal အသင်းရဲ့ကိုယ်လှယ်ကစားသမားပေါ့လေ။ဒါ Declan Rice နဲ့ပတ်သက်ပြီးတော့ဒါ Real Madrid အသင်းကစိတ်ဝင်စားလျက်ရှိတယ်ဆိုပြီးတော့ဒါသတင်းတွေကမျိုးမျိုးတက်နေတယ်။ဒါဒီနေရာမှာ Arsenal အသင်းရဲ့ကစားသမားဒါ Declan Rice ကိုဒါ Real Madrid ကလာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ ဒါတင့်တော်တဲ့တန်ကြီးတရက်နဲ့ကံလန်းသားဘွယ်ရှိတယ်ဆိုပြီးတော့လေဒါသတင်းမီဒီယာတွေကမျိုးမျိုးဖော်ပြထားတယ်ဒီနေရာမှာအာဆင်နယ်အသင်းကဒက်ကလန်ရိုက်ကိုစားချုပ်တစ်ကံလန်းမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါရီယယ်မက်ဒရစ်အသင်းကဒါအနီကဆောင်ကြီးလေးရဲ့ရှိတယ်ဆိုပြီးတော့စပိန်သတင်းဌာနတွေကဖော်ပြထားပါတယ်ဒီနေ့မကြောညီကိုရီနေနဲ့ဘလို့ထင်မိလဲတက်ကလန်ရိုက်ကိုအာဆင်နယ်တင်းတို့ခေါ်ယူစဉ်အခါတုန်းကဒါကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ကိုဒါခေါ်ယူထားတာဖြစ်ပြီးတော့ဒါအာဆင်နယ်အသင်းတို့ကပြန်ပြီးလက်လွတ်ရလ လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကစားသမားကိုဒါကျွန်တော်တို့တော်ယုံတန်ယုံဈေးလောက်နဲ့တော့လက်လွတ်မယ်ထင်မှုပြဘာလို့လဲဆိုကျွန်တော်အာဆနယ်အသင်းရဲ့ဒါအနာဂတ်အသင်းကောင်းဆောင်လို့ပြောလို့ရတဲ့ Declan Rice ပေါ့လေဒါအခုဆိုအာဆနယ်အသင်းမှာဘလောက်ထိသူနေရာရတယ်ဘလောက်ထိဒါသူလုံးပြနိုင်နေတယ်ဆိုတာအာဆနယ်အသင်းကျွန်တော်တို့ပြည်သက်တွေရော အတီအာဆင်နယ်အသင်းလဲအတီပဲလို့ကျွန်းနေမြင်မိတယ်။ Declan Rice ကိုအာဆင်နယ်အသင်းနေနဲ့လလွယ်နဲ့လက်လွတ်သွားဖို့မရှိဘူးဆိုတဲ့သတင်းတွေကလည်းအမျိုးမျိုးတက်နေပြီးတော့ဒါကျွန်တော်အထင်ကိုပြောမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းတို့ဒါ Declan Rice ကိုလက်လွတ်သွားဖို့မရှိဘူးလို့ကျွန်းနေကတော့မြင်မိပါတယ်။ကျွန်းညီကိုတော့ဘလို့ထင်မိလဲဗျ။ကောမှာဆွေးနွေးသွားကြပါအောင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒါ Mika Richards ကဒါပြောကြားထားပါလေ Arsenal အသင်းရဲ့ဂိုးသမား David Raya နဲ့ပတ်သက်ပြီးတော့ ဒေးဗစ်ရိုင်ယာကပရီးမီးယားလိရဲ့အကောင်းဆုံးဂိုးသမားတွေကတယောက်ဆိုတာကျွန်တော်တို့ညင်းလို့မရဘူးသူ့အနေနဲ့ဒါကမ္ဘာအကောင်းဆုံးဂိုးသမားတယောက်ဖြစ်ဖို့အတွက်ဒါအခုဆိုလို့ရှိရင်အကောင်းဆုံးလမ်းကြောင်းပေါ်မှာရှိနေပြီးတော့သူနဲ့အတူအယ်လီဆန်ကလည်းဒါအကောင်းဆုံးဂိုးသမားတွေကတယောက်ဖြစ်ရက်တည်လဲရှိတယ်ဆိုပြီးတော့ဒါမီခါရစ်ချက်ကပြောသွားတယ်ဒါအယ်လီဆန်ကရှေ့မှာဘလောက်ထိသူကောင်းကြောင်းသူ့အနေနဲ့ဘလောက်ထိလုတ်ပြနိုင်ကြောင်း1 vs 1တွေ့တဲ့အချိန်ဒီမှာဒါဘလူဖြက်ကျော်က ဘလို့မှဖြတ်ကျော်လို့မရတဲ့ဂိုးသမားတွေကတယောက်အဖြစ်ဒါအလီဆန်ကအကြိမ်ကြိမ်တက်တေပြနေပြီးတော့ဒေးဗစ်ရာယာအနေနဲ့လေဒီလိုလှုပ်ဆောင်ချက်တွေထပ်မံလုပ်နိုင်ဖို့အတွက်အများကြီးလိုအပ်သေးတာဖြစ်တည်တိုင်အောင်အခုချိန်မှာဒေးဗစ်ရာယာကအကောင်ဆုံးပရီးမီးယားလိရဲ့အကောင်ဆုံးဂိုးသမားတွေကတယောက်ဖြစ်ရည်တည်ရရှိတယ်ဆိုပြီးတော့ဒါမီကာရစ်ချက်စ်ကဒေးဗစ်ရာယာနဲ့ပတ်သက်ပြီးတော့သူ့အမြင်လေးတွေကိုပြောကြားသွားပါတယ် ဒါနောက်ထပ်သတင်းပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါဘယ်ချမ်းတောင်ပန်တိုက်စစ်ကစားသမားပေါ့လေလီယန်ဒိုထရော့ဇက်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့လီယန်ဒိုထရော့ဇက်ကပြန်ပွဲဆုံးပေါ့လေနော်ဒါတော့ဒီအာဒီမှာပြန်ပွဲဆုံးဒါ14ပွဲကစားပြီးတော့ဒါ16ထိတွင်းယူထားတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါ Transfer New ရဲ့ပေါ်ပြချက်အရဒါဒီကစားသမားကိုလာမယ့်ပြောင်းရွှေ့ဈေးကွက်မှာဒါပြောင်းရွှေ့ဈေးကွက်မှာလက်လွတ်ရနိုင်ပွဲရှိတယ်ဆိုပြီးတော့ဒါသတင်းတွေကမျိုးမျိုးပေါ်ပြထားတယ်ဒါအာဆင်နယ်တင်းရဲ့ အဲတင်းတောင်ဝင်ရှိသူတွေကလည်းဒီကစားသမားကိုဆက်လက်အသေးမှဆက်လက်ထိန်းချခြင်းနဲ့ဆိုတဲ့သတင်းတွေကလည်းမျိုးမျိုးတက်နေတယ်ဒါလည်းလူထရဆန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဆင်နယ်သင်းပရိသတ်တော်တော်များများကသူကဘာလဲဘာတွေလုံးပြနိုင်လဲဆိုတော့ကျွန်တော် အာဆင်နယ်သင်းပရိသတ်တော်တော်များများသိတယ်။ဒါပြောရပြီဆိုသူ့ကိုဒါတစ်ချိန်တော့အားမလို့အားမရဖြစ်ခဲ့တာတွေရှိတာဖြစ်တည်တိုင်အောင်ခုနောက်ပိုင်းတော့သူ့နေခြေစွမ်းပိုင်းပြန်လဲတည်ငြိမ်လာတော့ကျွန်တော်နေလည်းမြေတွေးခဲ့ရပြီးတော့ခုနောက်ပိုင်းပွဲစဉ်တွေမှာအာဆင်နယ်သင်းရဲ့လိုအပ်နေတဲ့ဖေချန်တောင်မှတိုက်စစ်မှာ သူ့အနေနဲ့အကောင်းဆုံးအသုံးတော်ခံနေရလို့ကျောင်းအနေနဲ့ကတော့မြင်မိတယ်အအသက်30ရှိပြီဆိုတဲ့ဒီကစားသမားကိုအာဆင်နယ်အသင်းတို့ဆက်လက်ထိန်းချမလားဒါတင့်တော်တဲ့ပြောင်းရွှေ့ကြီးတည်းရရင်ပဲရောင်းချသွားမယ်လို့ထင်လားကောမှာဝင်အောင်ဆွေးနွေးပြသကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒူလင်ပါဗျာ